က်ဆံရခဲ့တဲ့ဆက်တော်တက်ကလေးတွေနဲ့ဆက်ဆံမှုဆိုလို့ရှိရင်အလျှော်ပြပြီးတော့ဆက်ဆံရမှာလားဒါမှမဟုတ်လို့ရှိရင်စီကန်းတွေတင်ကြပြီးတော့မှဆက်ဆံရမှာလားတကယ်လို့မိတ်ဆွေကဒီအိမ်မှာဆက်တော်တက်ကလေးတယောက်ရှိပြီးတော့သူ့ကိုတကယ်ကောင်းစားစေချင်တယ်အဲဒီလိုမျိုးမိပါပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဆက်တော်တက်ကလေးတွေနဲ့ဆက်ဆံရတဲ့ဆရာဆရာမလုပ်ငန်းတို့နောက်တစ်ခါကိုယ့်ရဲ့မောင်လေးပြောလို့မရတဲ့မောင်လေးတို့အဲနော်တူလေးတို့ဒီလိုမျိုးလေးတွေရှိမယ်ဆိုလို့ရှိရင်တော့ စက်တော်သက်ကလေးတွေနဲ့ဆက်ဆံရေးအကောင်တရားပွင့်ရန်အတွက်ဒီဗီဒီယိုလေးရမိတ်ဆွေတွေပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးထဲမှာဒီစက်တော်သက်ကလေးတွေနဲ့ဆက်ဆံရေးအဆင်ပြေဖို့ရန်အတွက်နီလန်းလေးသုံးခုပြပြပေးပါမယ်။ဒီနီလန်းလေးသုံးခုကအမှန်တကယ်လည်းလုံးဖြစ်ပါတယ်။ကျမတို့လောကမှာမိလောင်လို့ရှိရင်မိသက်ကားတွေလာတယ်၊မိငင်းလိုက်တယ်။အဲတခုခုဖြစ်လို့ရှိရင်ရှေးဦးသူနာပြည့်စုံနေတယ်ရှိတယ်။ဒီနီလန်းနေရာအမှန်တကယ်လုံးဖြစ်ပါတယ်။ဒါပေမဲ့တကယ်တော့လက်တွေလောက်ရမယ်ပေါ့နော်။ အဲဒီလိုမျိုးရိုးရှင်းမြင်မဲ့လို့လည်းတကယ်လက်တွေ့သုံးဝင်တဲ့လက်တွေ့လုပ်ဖြစ်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒါမျိုးအားစိုက်ဖို့ပို့တော့လိုအပ်ပါတယ်အဲ့တော့နံပါတ်၁ချက်ကတော့ဒီဆက်ကြောတက်ကလေးတွေနဲ့ဆက်ဆံတဲ့အခါမှာသူတို့ကိုရဟန်းကြီးတင်းကြပ်တာမျိုးမလုပ်သင့်ပါဘူးငငယ်တော့ဆိုသူတို့ကိုကိုဆိုးခဲ့ကြတဲ့သူတွေရှိပါပဲကျမတို့လည်းငငယ်တော့ဆိုလို့ရှိရင်ကိုနီးကိုဟန်နဲ့ဆိုးခဲ့ကြတဲ့သူတွေရှိပါပဲတိုင်မင်းလို့ခေါ်တဲ့အချိန်တစ်ခုလိုအပ်ပါတယ်အချိန်တစ်ခုရောက်တဲ့အခါမှာသူကသူအတိညာနဲ့ရှင်းချက်သွားတာဒါကြောင့်မို့လို့ဟို ချိန်တစ်ခုတော့လိုပဲအဲ့တော့ဆက်ကြောတက်ကလေးတွေကိုအဲဆက်ဆံမယ်ဆိုလို့ရှိရင်နံပါတ်1အချက်အနေနဲ့အဲသူတို့ကိုတင်းကြပ်တာမျိုးမလုပ်ဘဲနဲ့သူတို့နဲ့လိုင်းလျောညီတွေဖြစ်အောင်ပေါင်းနေဆက်ဆံရမယ်သူတို့အပေါ်မှာကျဉ်းကျဉ်းနာနာနွေ့နွေ့ထွေးထွေးဆက်ဆံပေးရမယ်ကိုကအမတို့ဘာလို့ဆိုလို့ရှိရင်လည်းအဲကိုကမိဘဆိုလို့ရှိရင်လည်းသူ့ကိုမုံဘူးတွေပဲပေးရမယ်ပေါ့နော်ဒီလိုမျိုးပြီးလို့ရှိရင်သူတို့ရဲ့တငယ်ချင်းတွေအကြောင်းသူတို့ကကိုယ့်ကိုတိုင်မင်းချင်းလာအောင်သူတို့ရဲ့အရင်းနှီးဆုံးသူဖြစ်လာအောင်ကိုကစူးစမ်းပြရမယ် တို့ယုံကြည်ရတဲ့သူတို့ရင်ဖွင့်လို့ရတဲ့သူဖြစ်အောင်ကိုယ့်ဘက်ကနေပြီးတော့မှအဲလွတ်လပ်ဝင်လင်းတဲ့အနေအထားမျိုးတစ်ခုဖြစ်အောင်တိစောက်ပေးရမယ်တို့ရဲ့တငယ်ချင်းတွေအခုခက်ခစားနေတဲ့အကြောင်းတွေကိုယ်ကလည်းလမ်းလမ်းမြအောင်စူးစမ်းတာပေါ့နော်ဒီလိုလေးလို့ကိုလိုအပ်ပါတယ်နောက်နံပါတ်2ချက်ကတော့ဗာလဲဆိုလို့ချင်းရင်တာဝန်ကျင်ခန်းကိုပို့ပေးရပါမယ်ဒါလေးကရိုးရှင်းတယ်လို့ထင်နေမဲ့တကယ်လည်းအလုပ်ဖြစ်ပါတယ်တာဝန်ကျင်ခန်းလို့ဆိုတဲ့နေရာမှာတချို့မိပါတွေကမသိဘူးဒီเจ้าကကောင်းလောက်ပါတယ်ဆိုပြီးတော့မှပတ်စံအများကြီးပေးရတိုင်းကောင်းမယ်လို့ထင်ပြောပို့လိုက်ကြတယ် ဒါပေမဲ့တကယ်တမ်းအထက်မှာဗလားဖြစ်နေရမျိုးတွေရှိတယ်။အဲ့တော့တကယ်ကောင်းငယ်နေရကိုပါကိုသူတေသနာတွေပြုကြည့်။ကိုပါကိုတကယ်ဒီနေရာကတကယ်လုဖြစ်တဲ့နေရာလားတကယ်လူကောင်းလူတော်လေးတွေတကယ်ကျိုးစားတဲ့လူကောင်းလူတော်လူမှန်လေးတွေစုနေတဲ့နေရာလားဆိုတာကိုကိုတိုင်းတည်တည်ချာချာထဲထဲဝင်ဝင်လေ့လာပြီးကမှအဲကိုရဲ့ကလေးကိုပို့တဲ့မှာလေ။ဒါတော့ဒီပတ်ဝန်းကျင်ကောင်းလာတဲ့အခါမှာအလိုလိုနေရင်ကိုတောင်ပြောစရာမလိုပဲနဲ့သူတို့ရဲ့ပီးယားပရက်ရှာပေါ့နော်။တက်တူရွယ်တူကြားမှာသူတို့အားကြတာတွေဖြစ်လာမယ်။သူတို့အဲအလိုလျောက်သူတို့တတ်သွားမှာဖြစ်ပါတယ်။ ါကြောင့်ပတ်ဝန်းကျင်ကလည်းအင်ပီတာမှာရေးကြည့်ပါတယ်။နံပါတ်3ချက်နံပါတ်3ချက်ကတော့မိတ်ဆွေလောက်ရမယ်လုပ်ငန်းဖြစ်ပါတယ်။ဒါကတော့ဘာလဲဆိုလို့ရှိရင်အခုခေတ်လူငယ်တွေကဟိုကိုပြောလို့မရဘူး။ပြောတဲ့စကားတည်းကိုလုပ်တဲ့အလုပ်ကိုသူကနိုင်ချေကြတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ရှင်းတော့ပါဘောနော်ဒီကလေးလေးတယောက်ကအချိုးတွေတအားစားနေတယ်။စားနေတဲ့အခါကျသူ့အမေကသားသဘိုးတွေစားလိုက်မယ်နော်။အချိုးတွေသိမ့်မစားနဲ့။ဒါပေမဲ့ကလေးလေးကနားမထောင်။နားမထောင်တဲ့အခါကျတော့တဲ့သူကပညာရှိဆိုသွားအဲ့ဒီကလေးလေးကိုလက်ဆွဲခေါ်သွားပြီးတော့မှ အဲဆရာကြီးရယ်ဒီကလေးကိုအချိုးတွေမစားအောင်ဆုံးမပေးပါဒီလိုမျိုးပြောတယ်တဲ့ပြောတော့ခါကျတော့အဲ့ဆရာကြီးကနေအေးအေးတလားလောက်နေမှပြန်လာခဲ့ဆိုပြီးတော့ချင်းလိုက်တယ်တဲ့အဲ့ဒါနဲ့တလားလောက်နေတော့ခါကျတော့အဲ့ဒီမျိုးသမီးကဒီကလေးလေးကိုလက်ဆွဲပြီးခေါ်လာတာပေါ့ခေါ်လာတဲ့ခါကျဆရာကြီးကပြောတယ်တဲ့အေးအချိုးတွေမစားနဲ့ကွာမကောင်းဘူးဆိုပြီးတော့တခွန်းပဲပြောလိုက်တာတဲ့အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးကလည်းဆရာကြီးရယ်ဒီလိုမျိုးဒီတခွန်းလေးပြောပါမြန်ဘာလို့တလားချင်းနေသေးလဲလို့မေးတော့ခါကျတော့ဆရာကြီးကပြောတယ်တဲ့ နင်လားပြောတဲ့အချိန်တော့ငါကိုယ်တိုင်နဲ့ကလည်းချူရီစားနေတာအဲ့တော့ကိုကိုယ်တိုင်တောင်မှမလုပ်တဲ့လုပ်ငန်းကိုသူများကိုလုပ်လို့ပြောရမှာဒါမဖြစ်တင်ဘူးဒါကြောင့်မို့လို့အဲကိုလူကြီးတွေကလည်းပေါ့နော်ကလေးဝကြတော့အဲဖုံးမရှိနဲ့လို့ပြောပြီးကိုကကိုတရားကတနေကုန်ထိုင်းကြည့်နေတာမျိုးနော်အဲကျောင်းသားကိုကြတော့ကွန်မဆာနဲ့လို့ပြောပြီးကိုကကြတော့ကိုနေရေဘောင်းခတ်အောင်စားနေတာမျိုးဒီလိုမျိုးလုပ်နေမယ်ဆိုလို့ရှင်တော့ဒါဘယ်လောက်ကြီးပဲပြောပြောအချာမရောက်နိုင်ပါဘူး လူငယ်တွေကသူတို့ကိုပါစံနဲ့ဆုံးမလာတဲ့ပဲလက်တွေလုတ်ပြတာမျိုးကိုပို့ပြီးတော့မှယုံကြည်ကြပါတယ်။ဒါကြောင့်မလို့ဒီချက်ကလေးသုံးချက်ကိုမိတ်ဆွေကပြည့်စုံမယ်ဆိုလို့ရှင်တော့ဒီစက်တော်သက်လူငယ်လေးတွေကိုပို့ပြီးတော့မှလမ်းကြောင်းတက်မှတ်သွားအောင်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။စက်တော်သက်ကလေးတွေမှာဟော်မုန်းတွေအပြောင်းလဲတွေလည်းရှိတာဖြစ်တဲ့အတွက်ကျင်ကျင်နာနာနှွေးနှွေးထွေးထွေးကိုင်းတွေနိုင်မှုကအလွန်ကိုအရေးကြီးပါတယ်။တိုင်းပြည်ရဲ့အနာဂတ်ကလေးတွေဖြစ်တဲ့အတွက်ဂရုတစိုက်ကျင်ကျင်နာနာနှွေးနှွေးထွေးထွေးနဲ့နိမ့်မှန်လမ်းမှန်ပြုစုပြောထောင်နိုင်မှုအရေးကြီးပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။